အားလုံးပဲမင်္ဂလာပါရှင်ဆက်ကြည့်ဝင်ရဲ့ YouTube channel လေးရရင်ပြီးတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပါရရှင်ယနေ့ပြုတ်ပြမယ်အကြောင်းအရာလေးကတော့ကလေးတွေအတွက်ဘုသူတာဖြစ်စီမယ်ပုံမြင်လေးဖြစ်ပါတယ်ပုံမြင်လေးရဲ့အမိကတော့မိမိကိုယ်သာအကူပါဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ် ီ channel လေးရရင်ပြီးတော့ဘ ഹു သူတာဖြစ်စီမဲ့ပုံမြင်လေးတွေကို တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် nudi belly နဲ့ subscriber လေးကိုနှိပ်သွားပေးပါဦးเนาะကဲဒါဆိုရင် ပုံမြင်လေးစပြီးပြောလိုက်ကြရအောင် တောဟုတ်တစ်ခုထဲမှာနေထိုင်ချက်စားတဲ့ယုံလေးတကောင်ရှိပါတယ်။ယုံဝင်းမှာတငယ်ချင်းတွေအများကြီးရှိပြီးသူတငယ်ချင်းတွေအတွက်လည်းသူဟာအငဲတန်းဂုံတက်တဲ့သူဖြစ်ပါတယ်။ဒီနေ့တော့ယုံလေးဟာ တောခွေးတွေရဲ့ကျဲလောင်စွာအဟစ်တန်ကိုကြားလိုက်ရပါတယ်။အယံကိုကြောက်လန့်သွားတဲ့ယုံလေးဟာတကောင်နဲ့မနေရတော့ပဲ ူသူတငယ်ချင်းတွေဖြစ်တဲ့တမင်လေးစီကိုပြေးသွားပါတော့တယ်။တငယ်ချင်းရေငါတော့တောခွေတွေဟောင်းတန်းကြားလိုက်ရလို့မင်းစီပြေးလာတာမင်းရဲ့ချုံမြတဲ့ဥချိုတွေနဲ့တောခွေတွေကိုမောင်းထုတ်ပေးပါလားလို့တမင်ကိုအကူအညီကြောင်းလိုက်ပါတယ်။တမင်က ဟုတ်တာပေါ့ငါလုံနိုင်တာပေါ့ဒါပေမဲ့အခုတော့မဟုတ်သေးဘူးကွာငါမအားသေးဘူးမင်းကလည်းဝုံဝုံပြောကြည့်ပါဦးလားလို့တမင်ကရှင်ကို ပြန်ပြောလိုက်ပါတယ်။ အတ္တိလွန်နဲ့ယွန်လေးကဝုံဝုံစီပြေးသွားလိုက်ပြန်ပါတယ်။တံမာလာတဲ့တငယ်ချင်းရေငါ့ကိုကူညီပါအောင်။ကြောခွေးတွေကငါ့ကိုစားတော့မယ်။သူတို့ကိုမောက်ချုပ်ပေးဖို့ကူညီပေးပါလားလို့ပြောလိုက်ပါတယ်။ဝုံဝုံကဟာ sorry ပါတငယ်ချင်းဟာငါမပိုက်စားလို့အစာရှာရအောင်မယ်။အပင်မန်းနေပြီ။မင်းတငယ်ချင်းမြောက်တွေကိုပြောကြည့်ပါလားလို့ရှုံကိုပြန်ပြောလိုက်ပါတယ်။ရှုံကလေးက မြောက်တွေစီအပြေးသွားပြန်ပါတယ် မရတဲ့အခါဆင်းနေစီရောက်သွားပြန်လေနောက်တော့စိတ်တွေနဲ့အခြားသောယုံကလေးရဲ့တငယ်ချင်းတွေစီတလဲစီသွားပြီးအကူအညီတောင်းကြည့်ပြန်ပါတယ်။ဒါပေမဲ့ဘသူကမှသူ့ကိုကူညီဖို့အဆင်သင့်မဖြစ်ကြပါဘူး။ယုံကလေးကဝမ်းနေသွားပြီးမှနားလေသွားပါတယ်။ခြုံပုတ်တွေချားရဲ့ကိုပြေးဝင်လိုက်ပြီးဝင့်နေလိုက်တဲ့အတွက်ယုံကလေးကတော့ခွေးတွေရဲ့ရန်ကနေလွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးယုံကလေးကဘေးရ မစိုးကိုကအကူဖို့သာကြိုးစားပါတော့တယ်အခြားလူတွေအပေါ်မိခိုးခြင်းကမတိကျပဲကိုကအကူခြင်းကသာအကျိုးရှိနိုင်ကြောင်းယုံကလေးကနားလည်သွားပါတော့တယ်မိတ်ဆွေတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးရနောက်မှာမိတ်ဆေးတစ်ခုခုတော့ရလိုက်မယ်လို့ထင်မိပါရဲ့ရှင်။မူရင်းရေးသားသူအားလေးစားလျက်ပါရှင်။